အားလုံးပဲမင်္ဂလာပါများကောင်းစံတဲ့ချန်တမာပြန်လဲကြိုးဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ယုတ်တန်မီတို့ပိုင်းလျတော့စစ်သားမျိုးရုံမှုဂုံယူနေရတဲ့ဆိုတော့စစ်မှုထမ်းအုပ်ပြောလာယုတ်တန်မီတို့ပိုင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမစစ်မှုထမ်းဦးလီရာအရီဂျောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစံတဲ့ချန်တမာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်္ဂလာပါတုံနာမဲ့ဦးသွဲပါအဖိုးစစ်တာအဖေးစစ်တာတားစစ်တာရောက်ကြားတဲ့မှာမှစစ်တာဖြစ်ခဲ့ရလို့ကျင်းနေတဲ့အမျိုးရောတစ်ခုပါဗျာနော်ကျွန်တော်အဖိုးကဘကူးရုံးမှမှတိုက်ပွဲကြခဲ့တယ်ကျွန်တော်အဖေကတော့ပန်မကောက်မှာတိုက်ပွဲကြခဲ့တယ်ကျွန်တော်တို့နှစ်တန်းလောက်ကပေါ့ဗျာအဲ့တော့တချိန်တော့ပန်မကောက်ဆိုတာဘလောက်နာမည်ကြီးလဲဆိုပြန်တောင်ကောက်လို့မရလို့ပန်မကောက်ကိုပြန်မကောက်ကိုခေါ်ခဲ့တယ်ကျွန်တော်တို့တော်တော်ဆင်းရဲခဲ့ပါတယ် နှစ်တန်းចောင်းသားလေးတွေတို့တို့ဒါကြောင့်အောင်လားမအောင်လားတော့မသိကြကြတော့ဒါအမယ်လို့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တက်ရှိဈေးတန်းလေးမှာအခက်အခဲများစွာနဲ့ဈေးရောက်စားပြီးတော့ရေခဲចောင်းရောက်လာလို့ဟိုဟာလူလူဒါလူလူနဲ့ပေါ့ဗျာပွာလေးတွေကို16နှစ်ပြည့်အောင်မနေ့ရက်တည်ခဲ့အဲ့ကနေပြီးတော့ကြာမှစစ်သားသားနေဗျာစစ်သားဖြစ်တာမဆမ်းပါဘူးအဲ့တော့ရေခဲចောင်းရောက်ပြီးတော့လဲဘဝကိုမရက်တည်ခြင်းဘူးဘူတာယုံမှာလဲတခုချို့ဘူးမလို့ရှင်အဲ့ဒါကြောင့်ကျွန်တော်စစ်ထက်တဲ့ဝေခဲ့တယ်တို့တို့ခေတုံးက နော်ဒီလောက်တိုက်ပွဲတွေအများကြီးဒီလောက်တိုက်ပွဲတွေအများကြီးကြားနေချိန်မှာစုဆောင်ရေးမှာတယ်လူတွေအပြည့်တို့6လနေရတင်းနှမ်းမှာ6လနော်အခုခေပြား70ဝင်တဲ့လူတွေကျွန်တော်တို့တအားသဘောကျတယ်ဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီတာဝန်တွေကထမ်းဆောင်အောင်ပါပဲအဲ့တော့ခမရတို့တင်နှမ်းလာတဲ့ချိန်မှာတချုပ်ကြီးတွေလာကြည့်တယ်တိုင်မှုတွေလာကြည့်တယ်အကုန်လုံးခမရတို့အဆဆရတင်နှမ်းကြောင်ရောက်ထားနေကြွေးတယ်မွေးတယ်သူစနစ်တကျနဲ့တစ်ချိန်လုံးအပြင်မှာဘလက်ရှင်းန်းကောင်တော်မှာစစ်တပ်ထရောက်သွားရင်စီကန်းချီသွားတယ်ဗျာ ဲ့တော့ခင်ဗျားတို့စစ်တပ်ထဲဝင်ရမှတောက်လို့ဆိုပြီးတော့ထွက်ပြေးတဲ့ငပိန်လေးတွေမချက်ဘူးလားလွတ်မြောက်နေမိပါဆိုပြီးတပုံခူလုံးတော့ခင်ဗျားတို့ကအဆင်ပြေလားနိုင်ငံခြားကိုထွက်ပြေးတော့လေအဖမ်းမခံဘူးလားရှက်ဖို့ကောင်းပါလေစစ်သားလို့ကမှတောက်လို့ထွက်ပြေးတယ်ဆိုတော့လေအဲ့တော့ကျွန်တော်ပြောချင်တာကဗျာဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီတာဝန်တွေထမ်းဆောင်လေးစားပါတယ်ဂုဏ်ယူပါတယ်အဲ့တော့လွတ်မြောက်နေဆိုပြီးထွက်ပြေးတဲ့ကောင်တွေမင်းတို့ကောင်တွေ PDL လုပ်ပြီးတော့ပြစ်ကြတယ်ခတ်ကြတယ်ရှီတော့ပြတ်တယ်လက်ပြတ်တယ်မျက်စိကန်းတယ် နောက်ဘာလို့စားမလဲမင်းတို့ကျွန်တော်ဘယ်တိုက်ပွဲမှာကြားလာလို့ဘာညာဆိုပြီးတော့မင်းတို့မှာဘာတစ်ခုမှလည်းအခွင့်အရေးမရှိဘူးငါတို့တပ်မတော်သားတွေရှီတော့ပြက်ပြက်လက်ပြက်ပြက်မျက်စိထွက်ထွက်သူ့ရဲ့အခွင့်အရေးသူရှိတယ်နော်သူ့ရဲ့ခံစား권နေရှိတယ်အဲ့တော့မင်းတို့ကောင်းနေဒီကိစ္စတွေပြတ်သွားပြီဆိုရင်မင်းတို့တရောင်းစားလုပ်ထောင်မှာတော်တော်မျက်နာငယ်မှာကွာအဲ့တော့ဒီနိုင်ငံအတွက်စစ်တပ်ထဲဝင်တဲ့ရဲဘော်လေးတွေငါကြီးညီကိုမောင်နှမများကိုအားပေးပါတယ် ဒီနိုင်ငံသားဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရမှာငါတို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်เนาะအားလုံးလေးစားပါတယ်ကျေးဇူးတင်ပါတယ်ကျုံနာမယ်ဥသွေ5109119အားလုံးကျေးဇူးတင်တယ်မင်္ဂလာပါကျုံနာမယ်ဥသွေပါပြင်းတယ်အလုံးမရှိလို့ TikTok လေးတပုတ်လို့တင်လိုက်အောင်မယ်ဟမ်ဥသွေခင်ဗျတမရလုံပါတက်ဆုပ်ကြီးလုံမလားဆိုရင်ကျွန်တော်ကပြောမယ် no no ပါဘာကြောင့်လဲဆိုတော့တိလား တိုက်ချုပ်ကြီးလှုပ်တာတို့တမနာကြီးလှုပ်ရတာတို့ကလူအခွင့်ကြီးဆုံးချုံနေဗျာဘာကြောင့်လဲဆိုတော့ခမက်တိလာတိုက်ချုပ်ကြီးတွေကလောက်ကြီးသွားလို့လည်းမရဘူးအနှိတ်ခမ်းသွားလို့လည်းမရဘူး KTB သွားလို့လည်းမရဖွန့်ကြောင်လို့လည်းမရဘူးစကားမှားလို့လည်းမရဘူးအေးစိနေလို့လည်းမရဘူးအလုပ်လုပ်ရင်လည်းပြဿနာရှာတယ်အစိခံအဲ့တော့ no ပါကျွန်တော်မလုပ်ပါဟုတ်တယ်နော်ဖွန့်ကြောင်လို့လည်းမရဘူးအမြဲတမ်းစောင့်ကြည့်ခံနေရတယ်ဒီကစကားလေးတစ်ခွန်းမှားရင်လည်း အကျယ်ချဲ့ပြဿနာချအောင်မှာအဲ့ဒါကြောင့်မလို့နှုတ်ပါဦးသွဲအေးစစ်စစ်နေမယ်နိုင်ငံတော်ရှိတယ်နိုင်ငံတော်ကလိုအပ်တဲ့အလုပ်မျိုးတွေဝင်လုပ်ပါမယ်ကျွန်တော်နိုင်ငံဒီမိုကရေစီရကြားလာပြီဗျာတတ်မတော်ကြီးအုပ်ဆုပ်တဲ့အချိန်ကစပြီးတော့ခင်ဗျားတို့ဆက်ရှင်နေပြည်လို့လဲစစ်တပ်ဆဲမဝင်ရဘူးကိုမိသားစုလေးတစုကိုအလုပ်လုပ်ပြီးတော့အေးအေးကြမ်းကြမ်းလေးနဲ့စီးပွားချလို့ရတာခင်ဗျားတို့မလုပ်ကြဘူးပါမဟုတ်တဲ့ကောင်တွေကထားပြီးတော့ဒီမိုကရေစီလိုချင်တယ်ဆိုပြီးထားတော့ခင်ဗျားတို့ရထားတဲ့ဒီမိုကရေစီလေးကပျောက်သွားတယ် အခု16နှစ်ပြည့်စစ်တပ်ဆဲဝင်ရမယ်ဆိုလာပြီလေ35နှစ်အထိဆိုတော့ဟမ်အဲ့ကြတော့ဖာရမ်းမီးလောင်နေကြတာဟိုထွက်ပြေးဒီထွက်ပြေးမချက်ဘူးလားဒီမိုကရေစီလိုချင်တယ်ဆိုနော်ချက်ဖို့သိကောင်းပါလားပြီးတော့ပြောသေးတယ်ပေါ်တာဆိုရယ်ဘာပေါ်တာခမနားလေဆိုတာကျုပ်တို့စစ်တိုက်ခဲတုန်းကတောင်ကြီးမှာရပခဆိုတာရှိအဲ့တန်လင်းအရှိချိုင်းတစ်ခုလုံးတိုင်ရင်ဆယ်ရင်းနဲ့ထိန်းထားတာအဲ့တော့တကယ်တိုက်ပွဲတွေဖြစ်ပြီဆိုရင်ပေါ်တာဆွဲတယ်ဆိုတာနေမီကန်နေ ပေါ်တာဆွဲတယ်ဆိုတော့ကျွန်တော်တို့ရဲ့အရန်ကြီးတွေကိုထမ်းပေးဖို့အမြောက်ကြီးစံတွေ120ဟုတ်တော့မလားကျွန်တော် ပြောတော့1.5နောက်တစ်ခါအခုဘယ်လိုပြောမလဲလောင်ချပုံးသီးတွေကိုထမ်းခိုင်းတာလားတွေနဲ့တင်ရတာလည်းရှိတယ်အဲ့ဒါကိုပေါ်တာဆွဲတယ်လို့ခေါ်တာဗျပေါ်တာဆိုတာမသိဘဲနဲ့6 6ပြောနေခင်ဗျားတို့ပေါ်တာလည်းမဆွဲဘူးနိုင်ငံသားဖြစ်တဲ့အတွက်ခင်ဗျားတို့စစ်တပ်ထဲဝင်ရမယ်လို့ပြောတာကိုခင်ဗျားတို့ကထွက်ပြီးနေလို့လိုက်ဖမ်းနေရတာထင်တာပဲဟုတ်တယ်မလားအဲ့တော့ဆောင်းနာပြောတဲ့ဟာလေးကိုပြန်ချုပ်ရမယ်ဆိုရင်တော့ တုတ်တိုက်ချုပ်ကြီးလည်းမလို့ရှင်ဘူးတမနာလည်းမလို့ရှင်လူခွင့်ရေဆုံးချုံတယ်ဘာမဆိုင်ညာမလဲစောက်လို့မလို့တဲ့မိသားစုကထိုင်ဆဲနေလေခံနေရတာအဲ့တော့အစ်စီဥသွဲအစ်စီနေမယ်တကယ်နိုင်ငံတော်အတွက်လိုအပ်ရင်ကြီးဖိုးထမ်းကြည့်တော့တိုက်ပွဲဝင်မှုအစင်တဲ့မယ်တန်တော်မြန်တော်63เนาะအစ်စီအားလုံးကျေးဇူးတင်ပါတယ်နိုင်ငံရေးမဟုတ်ဘူး